ကျွန်တော်ကတော့ထားရောင်နေဖြစ်ပါတယ်2025ခုနှစ်ဒီဇင်ဘာလတလဆာအတွက် တောက်ကြတာတပြည့်အားလုံးပဲတဲရော့ကတပါ့ဟုဖတ်ကြားပြဆိုပေးမှာဖြစ်တောက်ကြတာတပြည့်ဒီချိန်ဒီကာလမှာတော့ဆရာသမားတို့ပုံကိုတပည့်အောက်လက်မဲ့သားတို့ပုံကိုနဲ့တန်တန်ဝန်လောက်ကြတယ်လုပ်ငန်းတို့တွေကောင်းတဲ့ဘဝတည်းတဲ့ချိန်ဖြစ်ပါလေ ိမ်မှာအလှူမင်္ဂလာဆောင်တွေလည်းပေါ်တတ်တဲ့ချက်ဖြစ်။ဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတည်တည်ဘဝရဆိုထီးတို့ဖက်တို့နာယူထဲလိုက်တို့ဝင်မယ်ကြီးကြီးမားမားတဲ့ဆိုဒေါ်လာတို့တိုက်ခန်းတို့တယ်လီဖုန်းတို့ဝင်လာတတ်တဲ့အချက်ဖြစ်။မိတ်ဆွေပေါင်းတဲ့ဟာသဟနာမည်ပါတဲ့သူတွေကို ကောက်ကျိုးပေးတယ်၎င်းတို့နဲ့ပူးတွဲပေါင်းဆက်ပြီးလုပ်တယ်လို့ဆင်ပြေပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်။ တတိထားမဲ့တင်းနဲ့ဒီအာဤဥေဩအောင်လို့အေးလို့ဤလို့ပါတဲ့သူတွေတတိထားမှာဖြစ်ပါလေသာသမီနဲ့ပတ်သက်တဲ့ကိစ္စလွတ်ထားလို့မရပါဘူးအောက်လက်မဲ့ဒါနဲ့ပတ်သက်တဲ့ကိစ္စမျက်စိတောက်တောက်ကြည့်နေဖို့လိုအပ်ပါတယ်ကားဝယ်ဖို့ရည်ရထားတဲ့သူတွေ6ရက်ကျော်မှဝယ်ပါဗျရန်နဲ့နောက်ဆက်နဲ့ပတ်သက်ပြီးတော့ကိုကတော့ရှမ်ဘလူကိုကိုရှမ်ဘလူတဲ့သူတက်ခတ်တဲ့သူ2ယောက်ရှိပါတယ် ခြေနဲ့ပတ်သက်တဲ့ကိစ္စအင်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စကွဲတာပွားတာပြက်တာဆဲတာတွေဖြစ်တဲ့တဲ့ဂျားလူတူဝင်ရောက်နှောက်ရှက်ခလောက်ဆန်တဲ့ဂျမကြီးရဲ့ပတ်သက်တဲ့ကိစ္စဒူးတို့နားတို့နှာခေါင်းတို့နှလုံးတို့နဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်တဲ့တဲ့ခံစားတတ်ပါဘုရားဘာသာကိုယ်ကတည်းကတိတိတဲ့တဲ့ချံပြီးတစ်မျိုးကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့ တဏ္ဍာတဗုဒ္ဓအောင်ပြီဆိုတော့တနည်းကိုပတိနှစ်ပတ်စိတ်ကောင်းဖြစ်ပါရဲ့ကံတရားကောင်းဘက်ကိုပြောင်းလဲနေတာအတိပါစဉ်ရှိပါလက်လာပါနဲ့ပတ်သက်တဲ့ကိစ္စခုနှစ်ကဏ္ဍနဲ့ပတ်သက်ပြီးဝင်တတ်တဲ့900ခုနှစ်တာခုနှစ်တောင်းခုနှစ်သိသိခုနှစ်သိသိခုနှစ်ရသိခုနှစ်တောင်းသိခုနှစ်တောင်းဝင်လာတတ်တဲ့အခြေဖြစ်ပါတပတ်စာလက်ကြီးကလာကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့အဖြူရောင်အစင်းလေးတွေအကွက်ကလေးတွေအပွင့်လေးတွေပါတဲ့ ဝစားတွေကိုဝစ်စင်ခြင်းအပြင်ကိုဘက်ကနေကံတာစီရမယ်ကံခွင့်လန်းအောင်ရကိုပြောတဲ့စကားတွေအောင်မဲ့တပတ်ပြီးကိုဘက်ပါလာမှာပဲဖြစ်တယ်လို့ရတာတခုညွန်ကြားပြဆိုရမယ်ဆိုရင်တော့အမွေးတိုင်ဟာကိုးတိုင်ဖျောင်းတိုင်ဟာကိုးတိုင်တောက်တော်ကြီးကကိုးကွက်မြတ်စွာဘုရားကိုကတ်လူပူတော်ထူတန်းပါဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကံစားတာညှက်ခတ်ပြီးဖြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာ ရောက်ရှိစေမှာဖြစ်ပါတယ်ကျွန်တော်ကတော့ထိုက်အောင်နေပါဗျာဤနေ့ဤရဲ့ဤချိန်ရနေစပြီးတော့လူကြီးမင်းတို့အားလုံးကြွေးကြေတိုက်ဆဝါဝါစာများများဆိုပြီးတော့ပေါ်ပေါ်တုံးနိုင်ပါစေဗျာ ကြည်ဝတ်တို့တဲ့အောင်မြင်ချမ်းသာပါစေ။စီးပွားသုံးစားတိုးပါစေ။အသက်ရှူတိုင်းငွေဝင်ချမ်းပါစေလို့ကျွန်တော်ထပ်အောင်နေတာလူချင်းမတို့မိသားစုကဒီနေရာကလည်းစူတောင်းမြတ်တာများလှိုက်လိုက်လေးလေးပူတာလိုက်ရကြောင်းပါ။စမားရဲ့နေလာ channel ကို like subscribe လုပ်ဖို့မမေ့ပါနဲ့နော်။